တွက်လိုအပ်တဲ့ scale စီကိုဖြစ်ပြီးရဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီထွေဒီ programmer ဆိုလို့ရှိရင်တော့ mark by တရားမယ်ဆိုတော့ english သင်ရမယ်ပြီးတော့ thai language scale သင်ရမယ်ပြီးတော့ basic computer scale သင်ရမယ် soft scale သင်ရမယ်ပေါ့နော်ထန်းနိုင်ငံမဲဆောက်ဒေသမှာရှိတဲ့အထက်တန်းအောင်မြမရွှေပြောင်းကျောင်းသားတွေအတွက်ပညာရေးနဲ့အသက်မိုးဝမ်းကြောင်းဆိုင်ရာခွင့်လန်းတွေရရှိဖို့ရည်ရွယ်ပြီးပညာသင်ဆွဆိုင်ရာပညာဘေးဟောပြောပွဲကိုနိုဝင်ဘာလ26ရက်နေ့မှာ မဲဆောင်မျိုးကရချဖတ်တက္ကသိုလ်မှာပြုလုပ်ခဲ့ပါတယ်။ဒီခန္ဓာကိုရချဖတ်တက္ကသိုလ်နဲ့ Cotton On Foundation ကပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီးအထူးသဖြင့်အထက်တန်းပညာရေးပြီးမြောက်အောင်မြင်သွားမဲ့သူတွေအတွက်ပညာသင်ဆုရရှိနိုင်မဲ့ခွင့်လန်းတွေအသက်မွေးမကြောင်းပညာဆိုင်ရာခွင့်လန်းတွေကိုမိတ်ဆက်ပေးခဲ့တဲ့ခန္ဓာပဲဖြစ်ပါတယ်။လောပမတ်ကလာလောပကာအိုဒူအိုထောဝဲတာတာဟိအာဟိခေါ်ဟိနော်ဘာခါတာတာအာသိညာနာပါ เลอปวาตาซาคาสุญญาวอนหมอเลอเอาไว้เต้มีพราชิคิตอนหมอเนาะเอาไว้เต้อโกรแกลอาเรือกันแล้วก็กมาโลว่าไม่เละก็คืออาทอเอาไว้เต้ทามาโลว่าเต้ผ่านเนี่ยมันได้ดูโอซิก่อนหมอเนาะอคานากูปาวินปูซาเต็งจังสลีจัองกูพิกโกเกียจังตูจังนาบ้างง่ายจ่อปาวินจะยอกลีลาเคจาบาเดจาปีอคานากู f o u n d a t i ฟอร์ r b ล e s นส์ g ราเอ a Echo b a c ิฟูจิเอ듀เคชั่น a t ส Suwanami Foundation, Red Center, Hair Without Frontiers, Burma Children's Medical Funds, Inclusive Education Foundation, ACTC, Parami University, Rajafat University, COF Alumni Sharing, The B Education Foundation စတဲ့ဖွဲ့စည်းအသီးသီးကနေပြခန်းတွေမှာပါဝင်ပါတာပြီးအခွင့်အလမ်းကိုရှင်းပြပေးခဲ့ကြပါတယ်။ အာအနာဂတ်အလုတ်ကန်ရှာဖွေရဲ့နေရာမှာတော့အများကြီးထောက်ကူဖြစ်တယ်လို့လည်းထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီမှာဆိုလို့ရှင်ဒီပူးတွေတိုင်းကပေါ့နော်ဒီ scan လေးတွေပေးထားတယ်။သူကသူ့ရဲ့ Facebook page ကိုအဲ့လိုမျိုး like and follow လုပ်ထားလို့ရှင်အဲ့လိုမျိုးလက်ဆောင်တွေပါရေးပေးရပေါ့နော်။အဲ့ဒါကြီးချက်ကိုက like and follow လုပ်ထားတဲ့သူကသူတို့နောက်ပိုင်းပေါ့နော်သူတို့မှာဘယ်လိုမျိုးအခွင့်အလမ်းတွေရှိလာလဲဘယ်လိုမျိုးအဲသတင်းသစ်တွေပြီးရင်အာ volunteer အဲခေါ်လိုက်ပါရှိလို့ရှင် intensive opportunity ရှိလို့ရှင်ကိုကအဲချိန်နဲ့တပြင်းနေသိရှိနိုင်ပြီးတော့ကိုကသွားပြီးတော့အဲ့လိုမျိုးအလုပ်ရှောက်နိုင်တာဖြစ်တဲ့အတွက်ဒီမျိုးအရန်ကိုပေါ့နော်အအဆင်ပြေတယ်ပြောရှင် information တွေလည်းအများကြီးပဲတော့အဖွဲ့စည်းတွေအများကြီးရှိရတဲ့ကိုကဒီမျိုးကိုကြိုက်တဲ့ကိုစိတ်အကိုသဘောကျတဲ့အဖွဲ့စည်းမှာဝင်ရောက်ပြီးတော့အဲ့လိုမျိုး apply လုပ်လို့ရတယ်ပေါ့နော်ဒါအရန်ကိုကောင်းတယ်လို့ထင်ပါတယ်ဒီလိုအခွင့်အလမ်းဆိုင်ရာအသိပညာပေးပွဲကိုတနေ့တစ်ကြိမ်သာပြုလုပ်လို့ရှိပြီး ခုတစ်ချိန်မှာဆိုရင်6ချိန်မြောက်ရှိခဲ့ပြီလို့သိရပါတယ်။ပညာရေးခွင့်လန်းအားနည်းနေတဲ့မြမရွှေပြောင်းចောင်းသူចောင်းသားတွေအတွက်အကျိုးရှိတဲ့ဒီလိုပွဲမျိုးကို လာမယ့်နှစ်တွေမှာလည်းဆက်လက်လှုပ်ဆောင်ပေးဖို့မျှော်လင့်နေလို့ပါဝင်တက်ရောက်သူတွေကပြောဆိုကြပါတယ်။